မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အရင်ကတင်ပေးမိပြောထားတဲ့ crystal စုနည်းလေးတွေကို တွေ့ပါမယ်မတ်ကျူဘီလဲတဲ့ချိန်တွေမှာရော collector လဲတဲ့ချိန်တွေမှာပါနောက်ဆုံး2026ကြာလာမယ် collector event လဲတဲ့ချိန်တွေမှာရောအတုံးပြုလို့ရမယ် crystal လေးတွေကိုစုနည်းပြောပြပါမယ် a few moments later ပထမဆုံးကတော့ willy pet ဝယ်ပြီးစုရတာပဲဖြစ်ပါတယ် ဖီလီပက်ဖန်နေဒေးလီရတဲ့ဒီပေါဖလီထဲကနေခရစ်စတယ်ယူရတာပဲဖြစ်ပါတယ်။ပေါလီကိုဖွင့်ကြည့်လိုက်ရဆိုရင်ရွေးချယ်စရာလေးခုပေးထားတွေ့ပါတယ်။ဆိုတော့ကျွန်တော်ကတော့ခရစ်စတယ်ပဲယူဖို့အကြံပေးချင်ပါတယ်။ကျွန်တော်လည်းအနည်းငယ်ခရစ်စတယ်ပဲယူဖြစ်ပါတယ်။ Oh my god! Wow! နောက်ထပ်ဒုတိယတနည်းကတော့ Starlight Member ဝင်တာပဲဖြစ်ပါတယ်။ Starlight Member ဝင်ပြီးတော့ Daily Tag ကနေခရစ်စတယ်တလားကို150လုံးတိရရှိမှာပဲဖြစ်ပါတယ်။ တတိယနည်းလေးကတော့ short tail ကိုတွားပါမယ်။အများစုကတော့ short tail ကအဲ့နေရာလေးမှာပေါ်နေမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ယူပြီးတွားလို့မပေါ်တော့ပါဘူး။ဒါမဲ့စိတ်မပူပါနဲ့အောက်က special tail ကိုတွားပါမယ်။ဒီမှာမြင်တွေ့နေရတဲ့ခွေစတဲ့ပေါက်နှစ်ခုကနေယူရမှာပဲဖြစ်ပါတယ်။ဒိုင်မွန်10လုံးတန်းပေါက်လေးကတော့ည9နာရီခွဲနေ့တိုင်းဝင်ယူလို့ရပါတယ်။ဒိုင်မွန်69လုံးတန်းပေါက်လေးကတော့တစ်လတစ်ခါပဲလာပါတယ်။တရက်နေ့တိုင်းမှာအတိတ်ပြန်လာပါတယ်။ဒိုင်မွန်10လုံးတန်းတတိပေါက်လေးကတော့ခွေစတဲ့10လုံးကနေအလုံး90တိ ရန်တန်ရရှိမှာပဲဖြစ်ပါတယ်။ဆိုတော့ဒိုင်မွန်10လုံးတန်နဲ့ခရစ်စတယ်အလုံး90အထိကန်ဆယ်လို့ရမှာပဲဖြစ်ပါတယ်။ဒိုင်မွန်99လုံးတန်ပေါ့လေးကတော့ခရစ်စတယ်120အနည်း200အထိရရှိနိုင်ပါတယ်။ဒါကတော့ဒိုင်မွန်ဒစ်ကောက်ကူပွန်တွေပါအတုံးပြုလို့ရလို့ပို့ပြီးလဲတက်တာနိုင်ပါတယ်။ဒိုင်မွန်99လုံးတန်နဲ့ခရစ်စတယ်အလုံး200အထိပါရရှိနိုင်ပါတယ်။ဆိုတော့ဒါလေးကကျွန်တော်စုဖြစ်နေတဲ့ခရစ်စတယ်စုနည်းတွေကိုမျှဝေပေးတာပဲဖြစ်ပါတယ်။အခုလိုဆစ်ရှိရှိနဲ့စုထားတဲ့ကျွန်တော်မှာဆိုရင်ဖြင်းနောက်လာစီပီအယူဖို့အတွက်အတင်းဖြစ်နေပါပြီ။